အကိုက်စ်မီပါဒီဘလော့ကတော့ကျွန်တော်ကိုရီးယားမှာနေထိုင်ပြီး travel and tour လုပ်တဲ့လူတစ်ယောက်အနေနဲ့တနေ့တာဖြတ်တန်းမှုလေးကိုကျွန်တော်ရိုက်ထားတာပါဒီနေ့ကတော့ဧည့်သည်နှစ်ဖွဲ့ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်မနေ့၄နိုင်ထားပါတယ်သွားတိုက်မျက်နှာတည်ရီမိုးချိုးပြင်ဆင်တာကျွန်တော်အတွက်တော့အချိန်တနာရီလိုပါတယ်ပြီးရင်တော့ကျွန်တော်ဖျားဝှက်ပြူပါတယ်ပြင်မထွက်ခင် skin care ပါတယ်ကျွန်တော်နိုင်စင်မအရင်လိမ့်ပါတယ်ပြီးရင်တော့ serum လိမ့်ပါတယ်ဒါပြီးရင်တော့ moisturizer လိမ့်ပါတယ်နောက်ဆုံးအရေးကြီးဆုံးအဆင့်ကတော့ sun cream ပါ skin care ပြီးရင်တော့ကျွန်တော်အဝတ်အစားလဲပါတယ်ကျွန်တော်ရဲ့တနေ့တာကိုကောင်းအောင်ဖြတ်တန်းနိုင်အောင်လို့ကျွန်တော် multivitamin တောက်ပါတယ်ဒါကတော့ကျွန်တော်ရဲ့နောက်ဆုံးအဆင့်အနေနဲ့အပြင်မထွက်ခင် ော်ရေးမွေးဆွပါတယ်ပြီးရင်တော့ကျွန်တော်တွားလေးရတဲဝါရဲပစ္စည်းတွေယူပါတယ်ကျွန်တော်မနက်9:00အထိပါထွက်ပါပြီ 9နိုင်5မိနစ်ပါအခုဆိုရင်တော့ကျွန်တော်၄စိတ်ရောက်ပါပြီ၄စိတ်ရောက်ရင်တော့ကျွန်တော်အရင်ဆုံးလုပ်တာဧည့်သည်ရဲ့လေရင်ရဲ့ပြီးရင်ဘဲကိတ်ကထွက်လာမယ်ဆိုတာဒါခါလေးကြာရင်ကိတ်ကချင်းတက်လို့ပါလေရင်အခုမှ test down ဖြစ်တဲ့အတွက်ကြောင့်မလို့ immigration ဖြတ်ပါညာထုတ်ရွေးတာဆိုရင်အနည်းဆုံး2နာရီကြာပါတယ်အဲ့တော့အချိန်ရှိအောင်လေးကျွန်တော်လုံးလိုက်ဆိုင်ပြီးတော့ breakfast တော့စားပါမယ်အဲ့လိုနဲ့ egg sandwich နဲ့ကျွန်တော် milk tea နဲ့မှလိုက်ပါတယ်တကယ်တမ်းမနေ့ဆိုရင်စားကျင်တာတော့မွေးငါ oven နဲ့အီချာကွေးနဲ့စားကျင်တာပါပြီးရင်တော့ဧည့်သည်အတွက် welcome drink အနေနဲ့ကျွန်တော်မပြောသေးနွားနူဝယ်တိုက်ပါတယ်ဧည့်သည်ထွက်လာမဲ့ကိတ်မှာသွားစောင့်နေပါတယ်7နာရီခွဲလဲကြာဧည့်သည်လည်းထွက်လာပါ ါပြီဒါကတော့ကျွန်တော်ဖိလစ်ပိန်ကဧည့်သည်ပါခုဆိုရင်တော့ထုတ်တွေတင်ပြီးကျွန်တော်စထွက်ပါပြီတနာရီခွဲမှောင်းအောင်ပါမယ်9:40မှာဟိုတယ်ကိုရောက်ပါတယ်ဟိုတယ်ပြီးရတဲ့ကျွန်တော်အမြန်ဆုံးလစ်ကပါတယ်ဘာကြောင့်လဲဆိုတော့နောက်တစ်ဖွဲ့ကကျွန်တော်10နာရီခွဲစမှာမလို့ပါအဲ့လိုနဲ့10နာရီမှာကျွန်တော်ကားလေးကနေကားကြီးကိုချိန်ပါတယ်10နာရီခွဲစမယ်လို့ပြောရပဲဆိုပေမဲ့လည်းကျွန်တော်က17နာရီမှာရောက်မှာဆိုရဲအတွက်ကြောင့်မလို့တို့ကိုအရင်ဆုံးတောင်းပန်ပြီးတော့ကျွန်တော်အချိန်ပိုပေးမယ်ဆိုပြီးတော့ဂရီးပြုလိုက်ပါတယ်စီးပွားရေးလို့ရင်ကိုဘက်ကချွေးင်းချက်တစ်ခုရှိလို့မှားသွားရင်ရှိအဲ့အမှားကိုတောင်းဝင်ယူနိုင်တဲ့တတ်တိရှိရပါမယ် ါကတော့ကျွန်တော်ရဲ့မလေးရှားမလားရှိရ6ရောက်ဖွဲ့ပါမနက်7:00ထိုးသွားပြီဆိုတော့ဧည့်သည်ရကျွန်တော်ပူဇော်ပါတယ်အတိုးမအရင်မသွားဘဲနဲ့နေ့လေစာအရင်စားမယ်ဆိုပြီးတော့ကျွန်တော်ပူဇော်ရင်နှစ်ခါကျွန်တော်မပြောပါဘူးဘယ်တော့တမ်းပြီးလာရောပေးတဲ့လူမျိုးပါအဲ့တော့တိုးဆာဗစ်ယူခြင်းတော့ discount price ပေးပါဆိုပြီးလာပူဇော်ကြပါအခုကတော့ဧည့်သည်လည်းစားတောက်ဆိုင်ကိုဦးတည်နေပါပြီ ဲ့ဒီထမင်းစားနေတဲ့အချိန်မှာကျွန်တော်ကတော့တခြားဖွဲ့တွေရဲ့ဘူကင်နေပတ်စံငွေကြီးကိစ္စတွေကျွန်တော်စာရင်းလုပ်နေပါတယ်။စာရင်းလုပ်ပြီးွားလို့ကျွန်တော်ဒီနေ့ကျွန်တော်အတီထဲမှာမွေးနေ့ရှိတဲ့အတွက်ကြောင့်မလို့မွေးနေ့အတွက်ကိုကျွန်တော်ဖျောင်းလိုင်းတွားဝယ်ပါတယ်။နေ့လေတနားရီထိုးပြီဆိုတော့ကျွန်တော်လည်းဘိုက်စားလို့အခုဆိုရင်တော့နေ့လေစားတွားစားပါတယ်။ဒါကတော့ကျွန်တော်ရဲ့ထမင်းဝိုင်းလေးပါဖြစ်နိုင်တော့ကျွန်တော်ငစီအိုင်းငပိအင်းနဲ့ထမင်းစားကျင်တာပါဒါပေမဲ့မရှိပါဘူး။အဲ့ပါချိတ်နေနဲ့တန်လိုင်းဧည့်သည်တွေကပြီးပြီဆိုပြီးကျွန်တော်ရုတ်တရက်ကြီးအားရာထသွားရပါတယ်။ဧည့်သည်တစ်ဖွဲ့ကတော့အခုနောက်နေရာမှာကြံခဲ့ပြီးတော့ shopping ပတ်နေပါတယ်။ကြံတဲ့တစ်ဖွဲ့ကတော့ဒါကတော့ကျွန်တော်ကန်နမှာရှိတဲ့ Starfield Library ီကိုကျွန်တော်တို့တွားပါတယ်။ Ethereum တွေကိုစောင့်နေရင်လည်းရာသီဥတုကလည်းအရန်ပူပြီးတော့ချွေးတွေထွက်လာလို့ဆိုကျွန်တော် Poker Reset တွားတောက်ပါတယ်။9နာရီခွဲမှာတော့ Starfish Library ကနေပြီးပြီးတော့ကျွန်တော်နောက်ထပ်တနေရာ Ethereum ကိုသွားပါရယ်။ Ethereum ရဲ့ Islam ဘာသာကိုကိုးကွယ်တဲ့အတွက်ကြောင့်မလို့ Ethereum မှာရှိတဲ့ Central Mosque ပေါ့နော်။ Korea နိုင်ငံမှာအကြီးဆုံးပလီကိုသွားလည်ပါရယ်။အားနဲ့ပလီထဲမှာရှိတဲ့ Cafe မှာပဲကျွန်တော်မနက်ကဖျောင်းနိုင်မယ်ဝယ်ရတဲ့အတွက်ကြောင့်မလို့ဒီမှာရှိတဲ့ cake ကိုကျွန်တော်ဝယ်လိုက်ပါရယ်။အဲ့လိုနဲ့ည9နာရီခွဲလဲကြောင်းညောင်တုံးမှာ shopping ပတ်ပြီးတော့ကြံခဲ့တဲ့တစ်ဖွဲ့ကိုပြန်သွားခေါ်ပါရယ်။ ည7:00နာရီအတိမှာတော့ Ethereum ရဲ့ Airbnb အရှိကိုရောက်ပါပြီ။ Ethereum အတွက်ကတော့ခီးစဉ်ပြီးသွားပြီမဲ့ကျွန်တော်တို့ကတော့မပြီးသေးပါဘူး။ကျွန်တော်ကားကြီးနဲ့ကားလေးကိုပြန်ချိန်ပြီးတော့ကျွန်တော်အိမ်ပြန်မှာပဲ။9:00နာရီခွဲပါကျွန်တော်လည်းအိမ်ရောက်ပါပြီ။လူလည်းတော်တော်ပြိုင်းသွားပါပြီ။မနက်4:00နာရီတည်းနေကျွန်တော်9:00နာရီခွဲထိကျွန်တော်ရဲ့တနေ့တာ blog လေးပါကျွန်တော်ရဲ့ blog ကိုလည်းကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ with the